အခုတွေ့မြင်နေရတဲ့ VU file ကတော့ဒါ28ရက်နေ့တုန်းကပေါ့နော်ငလျင်လှုပ်ခတ်တုန်းကကြိုက်ထရိုးစီတော်မြတ်ကြီးမှာဒါလှုပ်ခတ်သွားတဲ့ VU file အစ်စ်အမှန်ဖြစ်ပါတယ်နော်အခုတွေ့မြင်ရတဲ့ VU file ကကြတော့ကြိုက်သူစီတော်မြတ်ကြီးကိုအာ AI နဲ့ပေါ့နော်ရှောက်ပြီးတော့ မလုတ်တင်တာကြီးလုတ်ထားတဲ့ video file ဖြစ်ပါတယ်ဒီ video file ကတော့လုံးဝအစစ်အမှန်မဟုတ်ပါဘူးအတုအယောင်ပါ AI နဲ့ရှောက်ပြီးတော့အဲလုတ်ထားတဲ့ video file ပါနော်ကျွန်တော်ဒီနေ့မှာတော့ဗယံပရာတည်င်းနေ video တွေကိုမဟုတ်မမှန်တာတွေပြောပြီးတော့တင်ဆက်နေတဲ့ channel တခုကိုကျွန်တော်ပြပေးသွားမှာပေါ့နော်အဲ့ဒီ channel ကဆိုလို့ရှိရင်တော့မဟုတ်မမှန်တာတွေကိုတော်တော်လုတ်တင်တဲ့ channel ပေါ့နော်ကျွန်တော်တွေ့ရတာတော်တော်တော့ကြာနေပြီကျွန်တော်လည်းမပြောအားသေးလို့ပေါ့နော်အဲဟိုတနေ့က video မှာလည်းကျွန်တော်ပြောထားတယ်အဲ့လိုမျိုးမဟုတ်မမှန်တာတွေအာ ဒီတဒင်းတွေကိုမဟုတ်မမှန်တာတင်တဲ့အတွက်တဒင်းကြီးရဲ့သူတွေအစိတ်တောက်ဖြစ်မဲ့ဟာတွေတင်တဲ့ channel တွေကိုကျွန်တော်ဘယ်လိုမျိုး report ပြင်းပြင်းထုရမလဲဆိုတာကိုကျွန်တော်အာ ပြောပြမယ်ဆိုပြီးတော့အရင်ဗီဒီယိုမှာကျွန်တော်ပြောပြခဲ့ရပေါ့နော်ဒီနေ့မှာတော့ကျွန်တော်လည်းဒါဒီ channel ကတော်တော်လေးကိုမှများနေဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်ဒီနေ့ဒီ channel ကိုတီးတန့်ပေါ့နော်ကျွန်တော် video လုပ်ပေးပါမယ်အဲဒီ channel အခုဒီမှာတင်ထားတာဟာဆိုလို့ရှိရင်ဒီကြိုက်သီယိုစီရော်ကြီးရုတ်တရက်တောင်အောင်ကိုလိန်ဆင်းသွားတဲ့ရုတ်တန့်ဆိုပြီးတော့သူတင်ထားတယ်ပေါ့နော်အဲသူ့ရဲ့ caption ပေါ့နော်အဲ့ဒါရေးထားတာ channel နာမည်ကတော့အာ tight channel ပေါ့နော် channel နာမည်က tight channel အဲပြီးလို့ရှိရင်ဒီ channel ကိုကိုယ့်ရဲ့ YouTube မှာရှာကြည့်ကြပါတော့။ဒါမှ THIKE THAN CHAN ပေါ့နော် ထိုက်ချန်နေတာမဟုတ်ဘူးထိုက်ချန်လို့သူကဒီရေးထားတယ်ပေါ့နော်သူ့ရဲ့ channel နာမည်ကအဲသူ့ရဲ့ caption ကလည်းဒီမှာကြိုက်ချိုးစီတော်ကြီးရုတ်တရက်တောင်အောက်ကိုလိန်ဆင်းသွားတဲ့ရုတ်တံဆိုပြီးတော့အဲသူ caption ရေးထားတယ်တိုက်တယ်ပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ tab name မှာဆိုလို့ရှိရင်လည်းရုပ်ပုံမှာပေါ့နော် တကိုးကြီးကြိုက်ချိုးဖရားစီတော်ကြီးအာနမိတ်ဆိုးပြပြီတဲ့တောင်အောက်ကိုလိန်ဆင်းသွားတဲ့ရုတ်တံတဲ့ဆိုတော့ဒါသူပြထားတယ်ဒီမှာကြိုက်ချိုးဖရားကိုသူ photoshop ရပါရင်လည်းရှောက်ပြီးတော့ဒီအကွဲချောင်းရာပုံစံမျိုးတွေသူရှောက်လုပ်ထားတယ်ပေါ့နော်ဆိုတော့ တမ်ပတင်းနဲ့တိုက်တဲ့နေ့တွေတော်တော်လေးကိုမှစိတ်ပြတ်ဖို့ကောင်းနေပြီပေါ့နော်ဒီ channel အာဆိုတော့ဒီ channel မျိုးကိုကျွန်တော်တို့ပြီးလို့ရှိရင်ဘယ်လိုမျိုး report ပြင်းပြင်းပေးရမလဲဆိုတော့ကျွန်တော်ပြပေးမယ်အခုလောလောဆယ်သူဒီပြောပြီးတင်ထားတဲ့ video လေးကိုကျွန်တော်တို့အတူလေးခဏလောက်ပေါ့နော်ကြည့်လိုက်ကြရအောင်ပါနော်စံတော်ရွှေတချောင်းကြောက်တော့အောက်မှာထားရှိထားတာကြောင့်တဘဝဘေးအန္တရာယ်ကြောက်ရောက်ရင်တောင်အမှဖြစ်သွားခဲ့ခြင်းရှိဘူးဆိုတော့ချိန်တီကိုစီတီတော်ဟာ ဒီနေ့မှာရုတ်တရက်တောင်အောက်ကိုလိမ့်စင်းသွားတဲ့အကြောင်းအတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပရိတ်တတို့အလုံးပန်းမင်္ဂလာပါ။မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာဝင်တွေတဲဝင်ယုံကြည်ပြီးကြီးညိုဘုံမြော်ကြတဲ့တိုက်ချီယိုစီတီတို့ဟာဒီနေ့ကလေးလောကခေတ္တကြောင့်အကွယ်ကြောင်းတွေပေါ်လာပြီးတိုက်ချီယိုစီတီတို့ကြီးကြိုးကျသွားခဲ့တာပဲဖြစ်ပါတယ်။မတ်လ28ရက်နေ့ကခင်းရသမခနစ်ပြည်အားနေလောက်ခေတ္တကြောင့်မြန်မာနိုင်ငံရဲ့ငလင်းပြည့်ရေးကျိုးပေါ်မှာရှိတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာ အထမ်းမြေဆော့အဲ့လားဆိုရင်တော့ BB နောက်ပိုင်းသတင်းတွေကဘာမှမဟုတ်အလာပါလာလာပါပေါ့နော်သူအရှိဆုံးကဒီကြိုက်ထီးရိုးစီတော်မြတ်ကြီးငလျင်လောက်လို့အကွက်ကြောင်းထင်ပြီးတော့တောင်းအောင်ကိုပြုတ်ကျသွားပြီဆိုပြီးတော့သူသတင်းထဲမှာလည်းပြောထားတယ်ပုံနေလဲသူရှောက်ပြီးတော့ဒီ Photoshop နဲ့လှုပ်ထားတယ်ပေါ့နော်အဲအဲ့လိုမျိုးကဒါကျွန်တော်တို့ဒါလုံးဝမလုတ်သိတဲ့အရာကြီးပေါ့နော်ကျွန်တော်အရှိမှလည်းဗီဒီယိုဟိုးအရှိမှကျွန်တော်ဒါဗီဒီယိုအမှန်နဲ့ဗီဒီယိုအစ်စ်အမှန်နဲ့ဗီဒီယိုအတူရအောင်ကျွန်တော်ပြပေးပြီးသွားပြီဟိုသူလုတ်ထားတဲ့ဟာကြီးကဒီ line ပေါ်မှာကျွန်တော်တွေ့တယ်ဒီမနက်ကတော့မှကျွန်တော်ဒီဗီဒီယိုလုတ်ချင်လို့အရန်လုတ်ချင်လို့ပေါ့နော်ကျွန်တော် လိုင်းပေါ်မှာတော်တော်လေးရှာယူလိုက်ရတယ်ကျွန်တော်တွေ့ရကြပြီအာဒီကြိုက်တရိုးစီတော်မြတ်ကြီးဒီလိုမျိုးတောင်အောက်ကိုလန့်ကြသွားတဲ့ဟောက်တာ AI နဲ့ရှောက်လုထားတာပေါ့နော်ဒါကလည်းမလုတ်သိဘူးကျွန်တော်အဲ့ဒီအကြောင်းလည်းပြောချင်တာကြာပြီဂျားထဲမှာလည်းအာလုတ်ဆရာလုတ်တွေကျွန်တော်တော်တော်များနေလို့ပေါ့နော်အခုမှပြောပြတာစုပြီးတော့ဒါ AI နဲ့လုတ်ထားတဲ့ဟာကြီးအဲ့ဒါကို तू တိတိကြီးနဲ့ပဲ तू ဒီလိုမျိုးကြီးပြောပြီးတင်တယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုမှစိတ်ပြဖို့ကောင်းတယ်ဒီသတင်းတင်တင်ဆက်တဲ့ channel ပေါ့နော် तू ပေါ့နော် ဒီ Titanio ဇေတော်မြတ်ကြီးငလင်လုံးတော့အမှန်အမှုယူဆိုလို့ရှိရင်ကျွန်တော်အရှိမပြပြီးသွားပြီဟာနည်းနည်းလေးပဲဒီစိန်ဖူးတော့ဗောနော်နည်းနည်းလေးလှုပ်ရမ်းတာပဲရှိတယ်အခုသူဒီ AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုမျိုးဘာမှလိမ့်ကြတာတွေကြိုးကြပျက်စီးတာတွေဘာမှမရှိဘူးအဲ့ဒါကိုတည်တည်ကြီးနဲ့တင်တယ်ဆိုတော့ဒီ channel ကလူတော်တော်လေးကိုမှစိတ်ပျက်ဖို့ကောင်းတယ်ဗောနော် sorry ပါအဲကျွန်တော်ရဲ့ဒီ channel မှာဆိုလို့ရှိရင်လည်း အာကျွန်တော်ဒီသတင်းတွေတော်တော်များများကျွန်တော်တင်ပြီးတယ်ပေါ့နော်အဲကျွန်တော်တင်ပြီးတဲ့ဗီဒီယိုတိုင်းဝင်ကြည့်လိုက်မဟုတ်မမှန်တာတင်ထားတဲ့ဗီဒီယိုတခုမှမရှိဘူးအကောင်လုံးအစ်စ်အမှန်ကျွန်တော်လုံးဝတက်တင်တဲ့ကွာပြပြီးတော့တင်ထားတဲ့ဗီဒီယိုတွေကြီးပဲအဲကျွန်တော်မဟုတ်မမှန်တင်ပြထားတဲ့သတင်းတစ်ပုဒ်မှမရှိဘူးရှိလို့ရှိရင်ကျွန်တော်ရဲ့ channel မှာ RPG ရှိနေတဲ့အကိုကြီးမှကျွန်တော်တစ်ချက်လောက်ဒီဗီဒီယိုရဲ့ comment မှာ ပြောပြကြည့်ပေါ့နော်ကျွန်တော်ဘာတွေမဟုတ်မှန်တာတင်ထားလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ပြကြည့်ကျွန်တော်တင်တဲ့ဗီဒီယိုမှန်သမျှကအကုန်လုံးလုံးဝကြည့်အမှန်တည်းပဲပေါ့နော်သတင်းအမှန်တည်းအစစ်အမှန်တည်းကျွန်တော်တင်ပေးထားပါပေါ့နော်ဒီ channel ဆိုလို့ရှိရင်တော်တော်စိတ်ပျက်ဖို့ကောင်းတယ်အဲ့လိုမျိုးဒီမဟုတ်မှန်မှန်တာတွေတင်တဲ့ channel တွေဆိုလို့ရှိရင်ဒီ fake channel တွေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုး report ပြင်းပြင်းပေးရမလဲဆိုတော့ကျွန်တော်ဒီ video မှာတစ်ခါလေးပြပြပေးသွားမယ်ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးဦးနော်ကျွန်တော်ဒီလို channel မျိုးတွေကိုဘယ်လိုမျိုး report ပြင်းပြင်းပေးရမလဲဆိုတော့ကျွန်တော်အခုပဲပြပေးပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီ channel report ထူးကျန်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ channel လေးကိုကျွန်တော်တစ်ချက်နှိပ်ဝင်လိုက်ပါနော် နှိမ်ဝင်လိုက်ပါโอเคဒီလိုရောက်ပြီဆိုလို့ရှိရင်ဓမ္မကြီးအဲသူတင်ထားတဲ့ဘူးရီတော်တော်များများကလုံးဝမဟုတ်မမှန်တာတင်ပြီးတော့ရှောက်ပြီးတော့ပြောထားတဲ့ဟာတွေပေါ့နော်ဆိုတော့တော်တော်လေးကိုမှစိုးတယ်အာအဲ့လိုစိုးတဲ့ channel ကြတော့ကျွန်တော်တို့ဒါလူအကောင်လုံးစုပေါင်းပြီးတော့ပေါ့နော် report များများပေးတင်ဘယ်လိုမျိုးပေးရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီထိတ်မှာအဆက်30ရှိတယ်အဲ့ဒီအဆက်30ကိုကျွန်တော်တစ်ချက်ဝင်လိုက်ပါအာဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာ report user ဆိုတာရှိတယ်ဒီမှာ report user ပေါ့နော်အဲ့ဒီ report user ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါ နှိမ့်လိုက်မယ်လို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါ report ထူရမယ်အာနီလန်းနေပေါ့နော်အများကြီးကြက်လာလိမ့်မယ်အဲအဲ့ဒီနီလန်းတွေကကျွန်တော်တို့ဒါဘာဒီတစ်ခုကနေပြီးတော့မှဒီဘက်အောက်ထိဒါဘာဒီနဲ့ report ထူရင်အပြင်းဆုံးလဲဆိုတော့ကျွန်တော်တည်တည်ချာချာလေးရှင်းပြပေးမယ်ပထမအပေါ်ဆုံးအကြောင်းအရာတစ်ခုကကြတော့သူကလင်မိုင်းဆိုင်ရာအကြောင်းအရာပေါ့နော်အဲအဲ့ဒါနဲ့ရွေးချယ်ပြီးတော့လဲ report တင်လို့ရတယ်အဲနောက်ထပ်တစ်ခုကကြတော့ဒီကြမ်းတမ်းသောအကြောင်းအရာတော့မဟုတ်ပေါ့နော်ပြီးလို့ရှိရင်ဒီရွှေရှာပွဲအကြောင်းအရာပေါ့နော်အဲ့ဒါနဲ့လဲ report တင်ရင်တင်လို့ရတယ်အဲပြီးလို့ရှိရင်နောက်တစ်ခုကအယောင်ဆောင်တဲ့အကြောင်းအရာပေါ့နော်အဲ့ဒါနဲ့လဲတင်ရင်တင်လို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီကိုရီးကိုတာကိစ္စဆိုပြီးတော့အဲ့ဒါကိုလဲဒီ report တင်လို့ရတယ်ပေါ့နော်အဲပြီးလို့ရှိရင်နောက်တစ်ခုကဒီမုံဒီ ဖွဲ့ရာအကြောင်းအရာပေါ့နော်အဲဒုမဟုတ်လို့ရှိရင်ရန်ဆိုင်တော့အကြောင်းရပါတော့အဲ့ဒါကိုလည်းရွေးပြီးတော့ report တင်လို့ရတယ်ပြီးလို့ရှိရင်ဒီနှောက်ရက်ချင်းဒုမဟုတ်အနိုင်ကျင်ခြင်းပေါ့နော်အဲ့ဒါနဲ့လည်းရွေးလို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီ anti ဖြစ်စေသောအကြောင်းအရာဒုမဟုတ်ပြီးတော့ဒီ anti ရှိသောလောက်ရများပေါ့နော်နောက်တစ်ချက်ကကြတော့ဒီကလေးညှင်းမှန်းနှိပ်စက်ခြင်းအကြောင်းအရာပေါ့နော်အဲ့ဒါနဲ့လည်းနှိပ်ပြီးတော့ report တင်ခြင်းတင်လို့ရတယ်နောက်တစ်ခုကကြတော့ဒီအကြမ်းဖက်ဝါဒကို RP တဲ့အကြောင်းအရာပေါ့နော်အဲ့ဒါကိုနှိပ်ပြီးတော့လဲ report တင်ရင်တင်လို့ရပါတယ်အဲနောက်ဆုံးတစ်ခုကကြတော့ဒီ span တော့မဟုတ်ပေါ့နော်ဒီလှည့်စားခြင်းမဟုတ်မမှန်တာတွေကိုဒီပြောဆိုတဲ့အကြောင်းအရာပေါ့နော်အဲအဲ့ဒီ base zone တစ်ခုက အဲ့ဒါဖြစ်ပါတယ်ကျွန်တော်အထင်တော့ကျွန်တော်တို့ဒီ report အပြင်းဆုံးကဒီ base zone တစ်ခုပေါ့နော် base zone တစ်ခုရဲ့နောက်ပြီးတော့ကျွန်တော်တို့ပထမဒုတိယတတိယပေါ့နော်အဲ့ဒီဟာတစ်ခုရဲ့အဲ့ဒီဟာနှစ်ခုတည်းကတစ်ခုခုကိုရွေးပြီးတော့ကျွန်တော်တို့ report တင်မယ်ဆိုလို့ရှိရင်လူများများ wine တင်မယ်ဆိုလို့ရှိရင်ဒါ D channel တစ်ခုခုထိခိုက်သွားသွားနိုင်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးကျွန်တော်တို့ဒီမဟုတ်မမှန်တင်တဲ့ channel တွေကိုအဲ့လိုမျိုးနီးနေပေါ့နော်ကျွန်တော်တို့ report တင်လို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်ဒီ report တင်တဲ့ဟာလေးကိုကျွန်တော်ဆက်ပြီးတော့ပြပေးမယ်တကယ်လို့ report တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအဆက်30လေးကိုခုနကအတိုင်းပဲပေါ့နော်ကျွန်တော်ပြတယ်လို့ဝင်လိုက်ပြီးလို့ရှိရင်ဒီမှာ report user ကိုကျွန်တော်တစ်ချက်နှိမ့်ဝင်လိုက်ပေါ့နော်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ခုနကကျွန်တော်အရှိမပြောခဲ့တဲ့လိုမျိုးပဲဒီအောက်ဆုံးတစ်ခုပေါ့နော် span ဒီ span ပေါ့နော်ဒီလိမ့်လေလှည့်ပြခြင်းပေါ့နော်အဲ့ဒီဟာကိုရွေးရင်ရွေးမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကနေပထမဒုတိယတတိယသုံးခုမြောက်မှာပေါ့နော်ဒီလှည့်စားခြင်းပေါ့နော်ကျွန်တော်တို့ကအဲ့ဒီဟာကိုရွေးလိုက်ပေါ့နော်အဲ့ဒီနှစ်ခုကတစ်ခုရွေးလိုက်ကျွန်တော်ကတော့အောက်ကဟာကိုပဲရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီ next ကိုသွားလိုက်ဗျာ အဲ next ကိုသွားလိုက်သွားပြီးပြီဆိုလို့ရှိရင်ဒီမှာသူကဒီဘယ်ဟာလဲပေါ့နော်ဘယ်ဟာဟိုဘာကြောင့်သူကဒီ report တင်มาလဲပေါ့နော်ဒီ video လာ video ကြောင့်လား comment ကြောင့်လား channel name ကြောင့်လား profile picture ကြောင့်လားဒီ description ကြောင့်လားဆိုပြီးတော့သူကမေးထားရပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ video ကြောင့်ဖြစ်တဲ့အတွက် video ပဲရွေးလိုက်မယ်ပြီးလို့ရှိရင်အောက်က name ကိုဆက်သွားလိုက်မယ်ပေါ့နော် ဒီရောက်ပြီဆိုလို့ရှိရင်ဒါဒီ channel ကိုပေါ့နော်ကျွန်တော်ဘာလို့ report တင်နေတာလဲပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့ဒီမှာရေးလိုက်ပါကို report တင်နေတဲ့အကြောင်းအရာရေးလိုက်ပါနော်ကိုအင်္ဂလိပ်စာကျွမ်းနေဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီ channel ကိုကျွန်တော်ဘာကြောင့် report တင်နေတာလဲဆိုပြီးတော့အင်္ဂလိပ်လိုရေးလိုက်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာကျွန်တော်ရေးထားတာရှိတယ်ကျွန်တော်ဒီမှာ paste ချလိုက်မယ် this channel from ပေါ့နော်ဒီ channel ကဒီ video and content ပေါ့နော် video နေ content တွေကဒီ span or ဟိုပါပေါ့နော်ကျွန်တော်ဒီ လိန်လေလှည့်ပြားခြင်းတွေကိုသူကမဟုတ်မမှန်တာတွေတင်ထားရဆိုပြီးကျွန်တော်အဲ့လိုမျိုးရေးလိုက်တယ်ပေါ့နော်ခတ်တူတူနဲ့လိုရင်းပဲကျွန်တော်ရေးလိုက်တယ်ပြီးလို့ရှိရင်ဒီမှာအောက်ကကျွန်တော်ဒီ report ဆိုတာလေးကိုကျွန်တော်နှိပ်နှိပ်ပြီးတင်လိုက်ရုံပဲပေါ့နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာသူဒါဒီ thank for airplane you ဟိုဟာ our community ပေါ့နော်သူကျွန်တော်တို့ report တင်နေတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့နော်သူစီစစ်ပေးမယ်ဆိုပြီးသူပြောထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ okay ပဲတစ်ချက်နှိပ်လိုက်ပါ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီ channel ကိုအာ report တင်ပြီးသားပြီပေါ့နော်โอเคဒီလိုမျိုးမဟုတ်မမှန်တင်တဲ့ဒီသတင်း channel တွေကိုကျွန်တော်ဒီလိုမျိုးနေ့ report တင်လို့ရပါတယ် ဲဆိုတော့အဲ့လိုမျိုးလီတူးတယောက်နဲ့တင်တော့ဘာမှမဖြစ်ဘူးเนาะလူမျိုးများဒီလိုမျိုးကိုမဟုတ်မမှန်သတင်းတင်တဲ့ channel ဖြစ်တော့လူမျိုးများဝိုင်းပြီးတင်မယ်ဆိုလို့ရှိရင်เนาะဒီ channel အတခုခုထိကြိုက်သွားမှာအသေးချပါပဲဆိုတော့ဒါကတော့ကျွန်တော်တို့ဒါမဟုတ်မမှန်သတင်းတွေကိုတင်တဲ့ channel တွေအတွက်ဒါကျွန်တော်တို့ဒါပညာပြန်ပြီးတော့ပေးရနေပါเนาะမှာဒီတူတင်ထားတဲ့ဒီဘူဂျိုတပုတ်ဆိုလဲကျွန်တော်တို့ဝင်ကြည့်လိုက်ပါအဲကြည့်လိုက်မယ်ဆိုလို့ရှိရင်လဲဒီမှာကျွန်တော်တို့ဒီ comment တွေကိုလဲသူပိတ်ထားတာတွေ့ရပဲเนาะဘာလို့လဲဆိုတော့ဒီအစစ်အမှန်ဆိုလို့ရှိရင် comment ကိုဖွင့်ပေးထားရမယ်ဒီ comment တွေကိုသူဝင်ပြောမှာဆိုလို့ဒါ comment တွေပိတ်ပိတ်ထားတဲ့သဘောမျိုးပေါ့เนาะအဲဆိုတော့ဒီဘူဂျိုလဲကျွန်တော်တို့ဝင်ကြည့်ပါ ဒီမှာ comment တွေအကုန်ပိတ်ထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး channel တွေကိုဒီ channel မှမဟုတ်ဘူးအဲ့လိုမျိုးမဟုတ်မမှန်တာတင်တဲ့ channel တွေတွေ့လို့ရှိရင်ဒီနီလန်တိုင်း reporter ဝိုင်းပြီးတော့တင်ကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်โอเค see you next video ပါနော်ဒီနေ့ video တော့ဒီလောက်ပါပဲခင်ဗျာ